အခုဒီကရထနေရဗာလဲဆိုကြတော့ဒီ Google ကနေပြောมาပေါ့เนาะ Gmail အကောင့်တွေကိုဒီကုတ်မချပြီးတော့အဲ့တော့ကုတ်မချပြီးတဲ့ခါမှာမဖြစ်တော့လဲဆိုတော့ကိုကအဲ့ Gmail နဲ့ဒီ Facebook တွေ TikTok တွေကိုဝင်ထားတယ်ပေါ့เนาะအဲ့ဆိုရင်ကုတ်မချလာဆိုရင်ကိုကအဲ့အဲ့တွေဝင်လို့မရတော့အဲ့တော့အဲ့လိုမျိုးဖုန်းနံပါတ်ပေါ့เนาะညီမဖုန်းနံပါတ်မှာကုတ်မချလာတဲ့တင်နာကိုဘယ်လိုဖြေရှင်းလဲပေါ့เนาะအဲ့တော့အရင်ဆုံးကျမတို့အဲ့ Gmail အကောင့်တွေကိုသွားလိုက်မယ်เนาะ Gmail အကောင့်တွေကိုသွားမယ်သွားပြီးတော့လဲဆိုရင်အဲ့ Gmail ကိုဝင်မယ်ဝင်ပြီးတော့လဲဆိုရင်အဲ့ဒီအောက်မှာဒီ Manage your Google account ဆိုပြောရှိတယ်အဲ့ဒီ Manage your Google account နှိပ်မယ်နှိပ်ပြီးတော့လဲဆိုရင်အဲ့ဒီမှာ ဟိုက security ဆိုပြောမှရှိတယ်။ security ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်။အောက်မှာဒီ two step verification အဲ့ဒါလေးကို on မယ်နော်။ on ပြီးသားလို့ရှိရင်အောက်မှာ authenticator ဆိုပြောမှရှိတယ်။အဲ့ authenticator ဆိုတာလေးကိုနှိပ်လိုက်မယ်။နှိပ်လိုက်ပြီးသွားလို့ရှိရင်အဲ့ဒီမှာ set up authenticator ဆိုပြီးပေါ်လာမယ်။ပေါ်လာလို့ရှိရင်အဲ့မှာ scan pass ဆရာပေါ်လာမယ်။အဲ့ scan pass ရမယ့်နေရာမှာဒီဘယ်ကနေတော့ဖတ်မလဲဆိုတော့ဒီ application ဆိုရမယ်ပေါ့နော်။ microscope authenticator အဲ့ဒီ application ကိုဆွဲဆွဲပြီးသွားလို့ရှိရင်အဲ့ဒီ application နဲ့မှာ scan pass လို့ရတဲ့နေရာလေးပါတယ်။အဲ့ဒါလေးကိုဖတ်လိုက်လို့ရှိရင်ဒီမှာကုတ်ရဲ့ကုတ်ကအနည်းငယ်ဝင်တယ်။အဲဆိုရင်ဟိုကနေပြောမှာ verification တောင်းလို့ရှိရင်ဒီမှာပေါ်တဲ့ကုတ်ကိုဖြေအောင်မယ်ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ဒီ Facebook မှာပေါ့နော် Facebook မှာဘယ်လိုမျိုးသုံးမလဲအဲ့တော့ Facebook ရဲ့ setting and privacy တွေကိုဝင်မယ်အဲ့မှာ setting ကိုသွားမယ်ပြီးရင် setting မှာမှာ password and security ဆိုတာကိုသွားမယ်သွားပြီးတော့လို့ရှိရင်အဲ့မှာ use two factor authentication ဆိုတာကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်အဲ့မှာသူက authentication app ဆိုတာကိုသွားမယ်နော်ပြီးမယ်ပြီးပြီးတော့လို့ရှိရင် MS scan ဖတ်ရမယ်ပေါ့နော်သူကဒီမှာအောက်မှာကြတဲ့ဒါကြောင့်ကုတ်လေးပေးထား app ကိုကိုပီးလုပ်မယ် copy လုပ်ပြီးတော့လို့ရှိရင်ခုနကတော့ application တွေကိုသွားသွားပြီးတော့ရှိရင်အဲ့မှာအဲ ကုတ်လေးထည့်လို့ရတယ်ဒါမှမဟုတ်ရှင်လည်းဒီ scan ဖတ်တယ်ဆိုရင် scan ဖတ်တဲ့ဟာကိုသွားထည့်လို့ရှင်အဲ Facebook ကနေမှကုတ်ချလို့ရှင်လည်းအဲ့ app ထဲကိုပဲသွားမယ်ပေါ့နော်အဲ့တော့အဲ့ app ကဖုန်းနံပါတ်တွေကိုပြောမှ save ဖြစ်တယ်လုံခြုံတယ်တော့ရှင်အဲအားကြောင့်မလို့အဲ့ဒါလေးပြောင်းပြောင်းမှတုံးကြအောင်လို့လာပြောင်းမှ review ပေးရပါ